ကမ္ဘာပေါ်ကဈေးအကြီးဆုံးလက်ဝယ်ရနာ၅မျိုးနံပါတ်၁ဟုတ်တိုင်းမော်အိန္ဒိယမှာတွေ့ရှိခဲ့တဲ့စိတ်နဲ့ကတ်လုပ်ထားတဲ့ဟုတ်တိုင်းမော်ဟာဆိုရင်အလေးချိန်အားဖြင့်45.5နှစ်ကာရတ်တည်းရှိပြီးတော့တန်မိုးအားဖြင့်ဆိုရင်အမေရိကန်ဒေါ်လာ250နဲ့350မီလီယံအထိပေါက်ဈေးရှိပါတယ်ရှင် ဟုတ်တိုင်းမောင်ကလုံခဲ့တဲ့ဆက်ရှိရာစုနှစ်ကလေးကသူ့ရဲ့ကြီးမားတဲ့အရွယ်အစကြောင့်နာမည်ကြီးခဲ့ရလဲဖြစ်ပါတယ်။ဟုတ်တိုင်းမောင်ကိုကင်တီကျောင်းရကုန်တဲ့တူကအိန္ဒိယမှာပဲမပြတ်မတောက်ပုံစံနဲ့ဝယ်ယူရရှိခဲ့ပြီးတော့1668ခုနှစ်မှာပြည်သိပရင်တံကိုပြန်လည်နှောင်းချခဲ့ပါရှင်။အဲဒီနောက်1962ခုနှစ်မှာခိုးယူတန်ခဲ့ရပြီးပြန်လည်ဖျက်တောက်ခဲ့ရမှာတော့အကြီးမားဆုံးအပိုင်းကိုဟုတ်ဘန်ကင်းမီတာဆိုတာရရှိခဲ့ပြီးတော့ဟုတ်တိုင်းမောင်လို့အမည်ပေးခဲ့ပါရှင်။ အဲ့ဒီနောက်မှာတော့မစ္စတန်ဟာ1958ခုနှစ်မှာဟော့ဒိုင်းမွန်ကိုစနစ်ဆိုနီယန်အင်စတီကျူရှင်ရဲ့ National Museum of Natural History ကိုလူဒန်းခဲ့ပါတယ်ရှင်။နံပါတ်၄တပင်းစာ တပိတ်စာကိုအမေရိကရှိ GIA မှာ fancy ပြပြပြအဖြစ်အကြောင်းသတ်မှတ်ထားပြီးတော့အပြစ်ကင်းစင်ပြီးပြောင်းလဲတော့ပါတိုင်းအောင်စိန်တော်ကြီးတနောအဖြစ်လည်းသတ်မှတ်ထားပါရစေ။တပိစာဟာအလေးချိန်အားဖြင့်59.6ကာရက်တီရှိပြီးတော့2018ခုနှစ်မှာလေးလံတင်ရောင်းချခဲ့ရ81.2တန်းတဲ့ရောင်းထွက်ခဲ့တာလေးဖြစ်ပါရဲ့ရှင်။နံပါတ်3 That was the bucket diamond တဲဝဲတဲဘက်ကတိုင်းမကစက်ခွန်ရစုံနဲ့မှအိန္ဒိယနိုင်ငံရဲ့ဂိုးခွန်နာမင်းနိုင်ငံကိုဆောက်ပြီးတွေ့ရှိခဲ့ပါတယ်ရှင်။အလေးချိန်အားဖြင့်31.3မှ36ကာရတ်အထိရှိပါတယ်။ဆက်ရှိရစုံနဲ့ထဲကိုရောက်လာတဲ့အခါမှာတော့ခွေစဲဘက်ကတိုင်းမကဘဗီရီယန်ခရောင်းဂျူဝဲရဲ့တစိမ့်တစ်ပိုင်းဖြစ်လာခဲ့ပါတယ်ရှင်။ခွေစဲဘက်တော်ဝင်မိသားစုရဲ့လက်ဝဲမှာပဲအစဉ်အဆက်ရှိနေခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း2008ခုနှစ်မှာတော့အဆိုပါစိန်ကိုလန်ဒန်ရဲ့နာမည်ကြီးကောင်းကင်ယန္တနာသမားကစံချိန်တင်ဒေါ်လာ80နဲ့ရောင်းချခဲ့တာလည်းဖြစ်ပါရဲ့ရှင်။နံပါတ်၄ဒီအိုဘဟိုင်မာဘလူးဒီအိုဘဟိုင်မာဘလူးအားဆိုရင်အလေးချိန်အားဖြင့် 14.6နှစ်ကာရက်အထိရှိပြီးတော့တန်ဖိုးအဖြစ်အမေရိကန်ဒေါ်လာ58.5မီလီယံအထိရှိပါလိမ့်ရှင်။ဒီအိုပါဟိုင်မာဘလူးကိုတော့ပိုင်ရှင်ဖြစ်သူဖီလီအိုပါဟိုင်မာကနာမည်ပေးခဲ့တာဖြစ်ပါလိမ့်ရှင်။နံပါတ်5ကော်လနာဟာရီတေ့ချ် ကလနဟာရီထိပ်ကို2009ခုနှစ်မှာအာဖရိကကနေစာခွေတွေ့ရှိခဲ့တာလို့ဖြစ်ပါလို့ရှိအလေးချိန်900ပွန်တသမ55ကာရက်အထိရှိတဲ့အဲ့ဒီစိန်နှုန်းကြီးကိုအပိုင်း4ဝိုင်းအထိကတ်တောက်ခဲ့တာလို့ဖြစ်ပါတယ်။အဲ့ဒီချိန်ကမှအကြီးဆုံးအပိုင်းဟာဆိုရင်30တသမ30ကာရက်အထိရှိပြီးတော့တန်မိုးအားဖြင့် American Dollar 35တသမ3မီလီယံအထိရှိတာပဲဖြစ်ပါတယ်။ ခေတ္တကတော့တပပေါ်ကတန်ဖိုးအခြေဆုံးလုံးရည်လာငါမျိုးပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုဘူးတတရဲ့ဗီဒီယိုလေးတွေကိုထပ်မံမျှဝေပေးပါအောင်ပါမို့ YouTube Channel လေးကို Subscribe လုပ်ထားအောင်မေးပါနဲ့နော်။